တဝဲအထူးစီးပွားရေးဆောင်စီမံကိန်းများအတွက်ဖွဲ့စည်းထားတဲ့ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် Special Purpose Vehicle PSP ကိုဖျက်သိမ်းဖို့မြန်မာ၊ထိုင်း၊ဂျပန်သုံးနိုင်ငံညီနိုင်ဆွေးနွေးပြီးပြည်ပြင်းအောင်ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း NASA ကဒုဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်းကပြောပါတယ် မက်ရှလာ၁၇ရက်နေ့ကစီပေါ်ကူတန်းညီလာခံခမ်းမမှာပြုလုပ်ခဲ့တဲ့မြန်မာထူးစီးပွားရေးဆောင်ဆိုင်ရာဘုတ်အဖွဲ့ရဲ့2024-2025ဘဏ္ဍာနှစ်ဒုတိယအကြိမ်အစည်းအဝေးမှာဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်တဲ့ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကအထပ်ပါအတိုင်းညွှန်ကြားခဲ့တာပါထိုင်းကုမ္ပဏီအီတလီယန်ထိုင်းဆောင်ရွက်တဲ့ကိစ္စတွေပြီးမြောက်သွားပြီမဲ့ဥပဒေကြောင်အရဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကိုတက်ဆိုင်ရာဥပဒေပညာရှင်တွေနဲ့လုံထုံးလုံနည်းတွေနဲ့အညီဆောင်ရွက်ဖို့အရေးကြီးတယ်လို့ဆိုခဲ့ပါတယ် အကောင့်တဲဖော်ဖို့နောင်နေနေတဲ့တဝဲထူးစည်းပွားရေးဆောင်ရွက်ပင်မစီမံကိန်းဖြစ်တဲ့ရင်းနှီးစိတ်ကန်စီမံကိန်းကိုရုရှားနဲ့ပူးပေါင်းဆောင်ရွက်ဖို့နတ်ဆကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ရုရှားခရီးစဉ်မှာသဘောတူညီမှုရခဲ့ပါတယ်။တဝဲရင်းနှီးစိတ်ကန်စီမံကိန်းဟာအရှိတော်အာရှမှာစီးပွားရေးအရာအချက်အချာကြာပြီးရုရှားမြန်မာပူးပေါင်းဆောင်ရွက်ရေးအတွက်အဓိကကျတဲ့စီမံကိန်းတစ်ခုအဖြစ်နတ်ဆကအစိုးရကရှုမြင်ထားပါတယ်။ ရှင်းနေစိတ်ကန်စီမံကိန်းပူပေါင်းဖော်ဆောင်ခွင့်အတွက်နှစ်ဖက်သဘောတူညီချက်ကိုမတ်လ၄ရက်နေ့က NASA ကဥက္ကဋ္ဌနဲ့ရုရှားသမ္မတဗလာဒီမာ ပူတင်တို့ရဲ့ Kremlin နန်းတော်မှာတွေ့ဆုံမှုအတွင်လက်မှတ်ရေးထိုးခဲ့ကြောင်းမှာခင်ဗျာ